မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ဗဘဲတန်းမြို့နယ်မှာရှိတဲ့32လမ်း beauty land hotel မှာအမျိုးသမီးငယ်တဦးကိုတပ်ဖြတ်ခဲ့တဲ့သူနဲ့အလောင်းဖြောင်းပြရမှာပူပေါင်းပါဝင်သူကိုဖမ်းဆီးလိုက်ပြီးဆွဲအကြောင်းဖော်ပြပေးခြင်းပါတယ်လူသက်မှုကျူရုံတဲ့သူဟာလူသက်အလောင်းဖြောင်းတဲ့နိုင်ငံသားဇလံတွဲတွေကိုအလွန်အကျွံကြည့်ရှုလေးရှိပြီးတော့အဲ့ဒီဇာကားတွေကအတိုင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ် ဗဗဲဒန်းမြို့နယ်မှာရှိတဲ့32လမ်းဘျူတီလန်ဟိုတယ်မှာအမျိုးသမီးငယ်တဦးကိုတပ်ဖြတ်ခဲ့တဲ့သူနဲ့အလောင်းဖြောင်းဖက်ရမှာပူပေါင်းပါဝင်တဲ့သူကိုဖမ်းဆီးရမိတဲ့အကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကအောက်တိုဘာ8ရက်ဒီနေ့မှာထုတ်ပြန်လာပါတယ်။ရောင်တိုင်းဒေသကြီးဗဗဲဒန်းမြို့နယ်အမှတ်7ရပ်ကွက်မှာရှိတဲ့32လမ်းဘျူတီလန်ဟိုတယ်ငားလောက်အခန်းအမှတ်900နဲ့ဘရန်ပေါအပြင်ပတ်အဲကွန်းအောက်တော့နှစ်ခုကြားမှာရှိတဲ့အမှတ်ရဲ့အတွင်မှာ တည်ဆုံးနေတဲ့အမျိုးသမီးတအူတွေ့ရှိတဲ့အကြောင်းအော်တိုဘား6ရက်မနက်ပိုင်းမှာတရင်အရာရဲတပ်ဖွဲ့ဝင်တွေကသွားရောက်စစ်ဆေးကြရမှာပလတ်စတစ်အမှားရဲ့အတွင်းမှာတက်ဖြတ်ခံရပြီးတော့ဝမ်ရင်းကလီစာတွေနဲ့ဝဲဘတ်ပေါင်သားတွေလှိဖြက်ထောက်ယူထားခံရတဲ့အသက်20နှစ်ခန့်အမည်မသိအမျိုးသမီးတအူရဲ့ရုံလောင်းကိုတွေ့ရတဲ့အတွက်ဗဘဲရန်မျိုးမှရေစကန်ပါ96မြင်းဆောင်2025ရသက်သက်ကြီးဥပဒေပေါ်မှာတော်ရနှင်းနဲ့အမှုဖွဲ့ စစ်ဆေးဆောင်ရွက်လျက်ရှိခဲ့ပြီးတော့လုံခြုံရေးတပ်ဖွဲ့အနေကစုံစမ်းဖော်ထုတ်တာနဲ့ဆောင်ရွက်ခဲ့ရမှာတေဆုံတဲ့သူဟာဘ고တိုင်းဒေသကြီးနှစ်တလင်းမျိုးနဲ့ကနေတဲ့မတ်စုမြတ်ဝင်23နှစ်ဖြစ်ကြောင်းလည်းသိရပါဗျ။ဒါအပြင်ပြစ်မှုကျူးလွန်တဲ့သူတွေကိုဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရမှာပြစ်မှုကျူးလွန်တဲ့သူတွေဟာတာကေတာမျိုးနဲ့အမှတ်9အရှိရက်ကွာမှာနေတဲ့အသက်18နှစ်အရွယ် အောင်ခန်းကျော်စင်နဲ့၎င်းရဲ့ရည်စားဖြစ်သူဗဟန်းမျိုးနဲ့အရှိရွှေကုန်တိုင်းရက်ွက်အောင်ချမ်းသာအင်ယာမာနေတဲ့အသက်16နှစ်အရွယ်ရှိတဲ့မတ်အေမွန်အောင်တို့ဖြစ်တဲ့ကြောင့်စုံစမ်းဖော်ထုတ်သိရတဲ့အတွက်ဖမ်းဆီးရမိနိုင်ဖို့ဆက်လက်ဆောင်ရွက်ခဲ့ရမှာသူတို့နှစ်ဦးကိုအောက်တိုဘာလ9ရက်နေ့လယ်ပိုင်းမှာသူတို့ရဲ့နေအိမ်အသီးသီးမှာဖမ်းဆီးရမိခဲ့ပြီးတော့အောင်ခန်းကျော်စင်ရဲ့နေအိမ်ကပြစ်မှုကျူးလွန်စဉ်၎င်းဝစ်စင်အသုံးပြုခဲ့တဲ့အဝတ်အစားတွေစတီတာ2ချောင်း တေဆုံးသူကင်ဆောင်လာတဲ့လက်ကင်ဖုံတလုံးအပါဝဲလက်ကင်ဖုံ၃လုံးနဲ့ဆက်ဆက်ပစ္စည်းတွေကိုတေဆေရရှိခဲ့ကြောင်းသိရပါဗါးအဆိုပါပြစ်မှုကြုံလို့သူအောင်ခန်းကျော်စင်ရဲ့ထွက်ဆိုချက်ရ၎င်းဟာဂိမ်းအလွန်ကြုံကစားတာလူသက်အလောင်းဖြောက်တဲ့နိုင်ငံသားဆက်လက်တွေတွေကိုအလွန်ကြုံကြည့်ရှုလို့ရှိတဲ့ကြောင်းအော်တိုဘာ9ရက်မှာလီဒါမြေရှိတဲ့ Telegram Channel ကတဆင်မဆုမြဝင်းကိုပျော်ပါဖို့အတွက်အခကြေးငွေနဲ့ဆက်သွယ်ခေါ်ယူခဲ့ပြီးတော့ဗဘဲလက်မျိုးနယ်မှာရှိတဲ့32လမ်း ယူတီလန်ဟိုတယ်အခန်းမှာ900နှစ်မှာပျော်ပါနေစဉ်၎င်းကြည့်ရှုခဲ့တဲ့လူသက်အလောင်းဖြောင်နိုင်ငံသားရုပ်တံဇလန်းတွဲတွေကဇက်ဆောင်တွေအတိုင်းမတ်စုမြတ်ဝင်းကိုအသင်းကင်ဆောင်လာတဲ့စတီဒါနှစ်ချောင်းနဲ့ရရက်ဆက်ဆက်တက်ပြက်ပြီးဝမ်းလင်းကလီစာတွေနဲ့ဝဲဘက်ပောင်အသားတွေကိုလှိဖြက်ထော်ယူကဆုံးပြစ်တာတွေပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်မှုရသိရပါတယ် ီနောက်မှာတော့သူ့ရဲ့ရည်စားဖြစ်သူမတ်အီမွန်အောင်ကိုအဆိုပါဟိုတယ်ကိုခေါ်ဆောင်ကအခန်းအတွင်ပေးကြံနေတဲ့သွေးတွေကိုတန်ရှိပြုလုပ်တာမဆုမြတ်ဝင်းရဲ့အလောင်းကိုဖျောက်ဖျက်တာတွေပြုလုပ်ခဲ့တဲ့အကြောင်းဖော်ထုတ်ရရှိခဲ့တဲ့အတွက်အမျိုးသမီးတအုပ်ကိုရရက်ဆက်ဆက်တက်ဖြတ်ခဲ့တဲ့အောင်ခန်းကျော်စင်နဲ့အလောင်းဖျောက်ဖျက်ရမှာပူပေါင်းပါဝင်ကျူးလွန်ခဲ့တဲ့မတ်အီမွန်အောင်တို့ကိုဥရည်နဲ့အညီထိထိရောက်အေးအေးယူနိုင်ဖို့ဆောင်ရွက်လျက်ရှိကြောင်းသတင်းထုတ်ပြန်မှုအရသိရပါဗျာ ဆက်လက်ပြီးတော့လဲတာမွေမှာအဖိုးအတူရေချိုးကန်းအတွင်ကျိုးဆွဲချောက်ွယ်လုံးနဲ့အကြောင်းဖော်ပြပေးကြပါရယ်ရန်ကုန်တာမွေမြို့နယ်မြစ်တာညုံရက်ွယ်မြားလေးယုံလမ်းမှာအသက်84နှစ်အရွယ်အဖိုးတရရေချိုးကန်းအတွင်မှာကျိုးဆွဲချောက်အဆုံးစင်ဖို့အော်တိုဘာလ10ရက်မှာဖြစ်ပွားခဲ့တယ်လို့အဆိုပါရက်ွက်မှာနေထိုင်သူတွေထံကသိရပါရယ်ကျိုးဆွဲချောက်ွယ်လုံးနေတဲ့အဖိုးကတော့အသက်84နှစ်အရွယ် ဥဆောင်ဝင်ဖြစ်ပြီးတော့သူ့ရဲ့ယုံလောင်တွေ့ရှိတဲ့အချိန်မှာဝစ်စင်ထားတဲ့အင်ဂျီအိတ်ကအတွင်းကစားရဆောင်တွေ့ရှိခဲ့ကြောင်းလည်းသိရပါဗျ။မြစ်တာညွန်ရက်ွက်မှာနေထိုင်သူတယောက်ကတော့ညာလင်းယုံလန်းထဲမှာလူတယောက်အဆုံးစီရင်တယ်လို့သိရတယ်။အသက်တော်ကြီးနေပြီတယောက်တည်းနေတာလားဆိုတာတော့မသိကြဘူးလို့ဆိုပါရယ်။မြစ်တာညွန်လူမှုကေဆေးအဖွဲ့အနေနဲ့ဒီလိုဖြစ်ပွားတဲ့တရင်ရရှိလို့အကဲဖြစ်တဲ့နေရာကိုတွားရောက်ခဲ့ပေမဲ့တေဆုံးနေတာဖြစ်ပြီးတော့သက်ဆိုင်ရာကိုအကြောင်းကြားပေးခဲ့တယ်လို့ဆိုပါရယ်။ ဒီနောက်မှာတော့ယုံလောင်းကိုမြေတာမြဝေပရာဟိတနိုင်ရင်နဲ့သင်္ကန်းကျုံဆက်ပြအစဉ်ကိုပို့ဆောင်ခဲ့လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းနေပြည်တော်မှာအကျိုးမဆက်နိုင်လို့အဖွားအုပ်တရားမိမိကိုယ်ကိုအဆုံးစင်မှုဖြစ်ပွားခဲ့ပါသေးတယ်ရှင်။ ဆက်လက်ပြီးတော့ကဘာရွှေစီအတက်ကျန်းလာတဲ့အတူတူပြည်ရင်းရွှေစီကျန်းနှသိန်းဝင်းကျင်ခုန်တက်လာတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ကဘာရွှေစီအတက်ကျန်းလာတဲ့အတူတူပြည်ရင်းရွှေစီဟာတရက်အတွင်းမှာကျန်းနှသိန်းဝင်းကျင်ခုန်တက်လာတယ်လို့ဈေးကွက်တွေကသိရပါဗျ။လက်ရှိမှာတော့ကဘာရွှေစီဟာနှစ်ပေါင်း30အတွင်းအစင်းမြင့်ဆုံးစည်တန်းဖြစ်တဲ့တအောင်စားကိုဒေါ်လာ4049ဝင်းကျင်ရောက်ရှိနေတာဖြစ်ပါတယ်။ပြည်ရင်းအခောက်ရွှေစနေဟောင်းစီကတော့လက်ရှိမှာ28သိန်းခွဲဝင်းကျင်ကိုရောက်ရှိနေတာဖြစ်ပြီးတော့အောက်တိုဘာလ10ရက်တည့်ရက်ထဲမှာတဲ့ကျန်းသိန်းဝ ဝင်ကျင်ခုံတက်တာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်လို့ရွှေလုံငန်းရှင်တယောက်ကတော့ကမားရွှေစည်းကတောက်လျှောက်တက်နေတယ်။လက်ရှိတော်တော်လေးမြင့်နေပြီ။ကျွန်တော်တို့အထင်ဆိုရင် ဖြစ်လေဖြစ်တာရှိတာကတော့တော်တော်လေးမြင့်ပြီးပြန်ကြလိမ့်ရှိတယ်။အခုကတော့ကမားစည်းအမြင့်ဆုံးရောက်ပြီလို့တော့ထင်တယ်။ဒါပေမဲ့လည်းမှန်းရခတ်တယ်။ပြည်ရင်းရွှေစည်းကတော့အရင်ရက်တွေကလည်း၄-၅တောင်းတသိန်းဝန်းကျင်နဲ့နည်းနည်းချင်းစီတက်နေတာဒီနေ့တရက်သေးကြတော့၂သိန်းလောက်တက်တဲ့သဘောဖြစ်သွားတယ်လို့ဆိုပါရစေ။ မ္ဘာရွှေ့စဉ်မြင့်တက်နေတာဟာလက်ရှိမှာတော့ယူကရိန်းနဲ့ရုရှားအမေရိကန်နဲ့ဗင်နီဇွဲလားနိုင်ငံအရေးတင်းမာမှုတွေကြောင့်ဖြစ်တယ်လို့တစ်ဖက်မှာလည်းပဲအမေရိကန်ဗဟိုဘဏ်ရဲ့အတူနှုံလျှော့ချမယ်ဆိုတဲ့သတင်းတွေထွက်နေတာကြောင့်လည်းဖြစ်တယ်လို့လည်းကောင်းကဆိုပါရယ်။ကမ္ဘာရွှေ့စဉ်ကတော့ပြီးခဲ့တဲ့အောက်တိုဘာ၁ရက်ကနေတအောင်စားကို3858ဒေါ်လာဈေးတန်းမှာရှိခဲ့ပေမဲ့တစ်ပတ်ကျော်အတွင်းဒေါ်လာ190ကျော်တိမြင့်တက်လာခဲ့တာလည်းဖြစ်ပါရယ်။လောလောဆယ်မှာကမ္ဘာရွှေ့စဉ်ဆက်တက်သွားအောင်မယ်လို့ခန့်မှန်းထားပါရယ်။ရွှေဈေးဟာအခုလိုတက်ပြီးရင်တက်နေတာက အမေရိကန်ဒေါ်လာကိုစုဆောင်းငွေအဖြစ်တက္ကမလုံးကဝိုင်းပြီးတော့ငင်းနေတာဖြစ်တယ်လို့ဆိုပါရယ်အမေရိကန်ကအရှေ့လက်ပိုင်းဒေသကိုတေချာမထိန်နိုင်လို့ပြဿနာအကြီးကြီးပေါ်တိုင်းအမေရိကန်ဒေါ်လာဈေးကျပြီးတော့ကမ္ဘာရွှေဈေးတက်တယ် အခုတစ်ချိန်တည်းမှာအစ္စရေးကလည်းဂါဇာစစ်ကိုဆင်နွှဲနေတာရှိနေတော့ကမ္ဘာစီက၄000ကိုကျော်လာပြီးစစ်ပွဲရှိနေသည်ကတော့ဈေးကတက်နေအောင်မှာလို့ရွှေဈေးကွက်ကျွမ်းကျင်သူကဆိုပါတယ်ကမ္ဘာရွှေဈေးတော့ကတော့အခု2025ခုနှစ်နှစ်ကုန်ပိုင်းမှာတောင်စားကိုအမေရိကန်ဒေါ်လာ4200ထိရှိလာနိုင်တယ်လို့ Union Bank of Switzerland UBS ကကျွမ်းကျင်သူတွေကခန့်မှန်းထားပြီးတခြားသောအဖိုးတန်း တတ်တုံတံမိုးတွေလည်းလိုက်ပါမြင့်တက်လာနိုင်တယ်လို့သုံးသပ်ထားပါတယ်။လက်ရှိမှာတော့ကမားရွှေစည်မြင့်တက်လာတာနဲ့အတူတူပြည်တွင်းရွှေစည်တွေလိုက်ပါမြင့်တက်ပေမဲ့ဖြစ်တဲ့ဖြစ်တိုက်တဲ့ဈေးတန်းကိုတော့မရောက်သေးဘူးလို့ရွှေလငန်းရှင်တွေကဆိုပါတယ်။ဈေးကတော့တက်တဲ့အဝေးကမရှိဘူး။ကိုကနိုင်ငံခြားကိုမှောက်ကောတုတ်တဲ့ line ပါးတွေကနည်းနည်းမပါဝင်ကြတာရှိတယ်။အဝေးမရှိတော့တဲ့ပြည်တွင်းရွှေစည်ကဖြစ်တဲ့ဈေးထက်ထောင်ကျနေသေးတယ်။တကယ်တမ်းကမားစည်နဲ့တွက်ကြည့်မယ်ဆိုရင်တော့86သိန်းကျော်လောက်ဖြစ်ရမှာလို့နောက်ထပ်ရွှေလငန်းရှင်ကဆိုပါတယ်။ လက်ရှိရွှေဈေးကွက်တွေအယောင်းဝယ်တွေအင်းနေပြီးတော့လက်တလောရောက်ရှိလာတဲ့ဈေးတန်းတွေကြောင့်ပဲရွှေဝယ်ချတဲ့သူတွေမရှိသလောက်ဖြစ်နေတယ်လို့ဆိုပါရယ်လက်ရှိပြပရွှေဈေးကွက်တွေမှာတော့ကမ္ဘာရွှေဈေးနဲ့အတူတူရွှေဈေးနှုန်းတွေပြောင်းလဲမြင့်တက်ပြီးမြန်မာတိုင်းရွှေတဲ့ WGE ရဲ့ရည်ညွှန်းဈေးကတော့ပြီးခဲ့တဲ့စက်တင်ဘာ30ရက်ကနေအောက်တိုဘာ10ရက်နေ့အထိကျပ်59သိန်း9000ဝန်းကျင်မှာမပြောင်းမလဲရှိနေစေဖြစ်ပါတယ်။အမေရိကန်ဒေါ်လာဈေးကတော့လက်ရှိမှာ ရောင်းစီဒေါ်လာကို4085ဝန်းကျင်မှာရောက်ရှိနေပြီးတော့ပြီးခဲ့တဲ့စက်တင်ဘာလကထက်ဈေးနှုန်းတဖြည်းဖြည်းကျဆင်းလာတာလည်းတွေ့ရပါတယ်ရှင်။ ဆက်လက်ပြီးတော့ AR တိုင်းမှာလေမြင့်တိုက်ခတ်တာကြောင့်နေအလုံး30ကျော်ပျက်စီးတဲ့ကြောင်းဖော်ပြပေးကြပါမယ်။ပြီးခဲ့တဲ့လအတွင်းတောင်တရုတ်ပင်လယ်ပြင်မှာစတဲ့ဖြစ်ပေါ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းအရှင်ကြောင့်မူတပ်တွေပြင်တိုက်ခတ်မှုဖြစ်များခဲ့ပါတယ်။ဒဇိတပိုင်းပျက်စီးတဲ့အိမ်ကနေတဲ့ပျက်စီးမှုဖြစ်ခဲ့တဲ့အိမ်တွေကအဆုံးပဲ။နေအိမ်တွေပျက်စီးရတဲ့လေပေးသင့်ဒေသခံတွေဟာနိဆက်ရဆွေမျိုးတွေနဲ့အသေးမိတ်ဆွေတွေရဲ့အိမ်တွေမှာယာယီပြောင်းရွှေ့နေရသလိုယာယီတဲထိုးနေရတဲ့သူတွေလည်းရှိတယ်လို့ဒေသခံတွေထံကသိရပါတယ်။